ကခုပြတဲ့အခါမှာတော့ပပဝရီမင်းသမီးလေးကိုမလတိုင်းကုသဝရီနေပြီးတော့သူခေါ်ဆောင်လာနေတယ်။ဒီတဲ့ကိုကြားရတဲ့အခါတိလဝရီမင်းဖျားကြီးကလူစွာဝမ်းမြောက်တော်မူပေမဲ့မင်းသားလေးရဲ့အယုတ်အတွေ့ကိုမြင်ရင်ပပဝရီမင်းသမီးလေးမှမြင်းဆွေမှဆိုးတဲ့အတွက်ပြည့်ရစင်ပြီးတော့မလတိုင်းရဲ့ထိုးထမ်းစင်လာရညအချိန်တွင်မင်္ဂလာဆောင်စေပြီးနေ့ဘက်တွင်တိချစီနေလေတယ်။ကုသမင်းသားရဲ့ဘုကံကြောင့်ပပဝရီမင်းသမီးလေးနဲ့ဆုံရတဲ့အချိန်မှာတော့ မင်းသမီးလေးဟာကိုရတော့ပါချင်းမရှိတော့ပါဘူးကိုသားမင်းသားလေးဟာမင်းသမီးရဲ့အလားကိုနေ့အချိန်မှာရှိမိလို့တဲ့အတွက်မေရောစီမှာခွတ်တောင်းပြီးမြေတရဆောင်ကကြီးကက်နေတယ်သူများပြည့်မတည်တည်နေတဲ့အခါမင်းသမီးလေးရေချိုးတဲ့မင်္ဂလာရေကန်တွေးတော့ဝင်ပြီးကြာရွက်နေကွယ်ကခိုးကြည့်လေတယ်မင်းသမီးလေးဟာကြာဘွေကိုမြင်ပြီးခုဆိုရင်လှည့်လန်းတဲ့အခါကြရအောင်မပုံနေတဲ့ကုတမင်းသားလေးထွက်လာပြီးတော့မိမိမှာကုတမင်းသားဖြစ်ကြောင်းပြောပြတဲ့အခါမှာတော့မင်းသမီးလေးဟာလိုစော်ထက်လက်ပြီးတော့ ခမီးတော်ရှိရာမလတ်တိုက်ပြည်သို့ပြန်နေတယ်။ဒီအဖြစ်ကြောင့်ကုတမင်းသားလေးဟာလူဇနရရပြီးတော့မင်းသမီးလေးကိုလွှတ်စုံကိုကျွေးနေလေတယ်။မင်းသမီးရှိရာယူစနာပေါင်းများစွာဝေးကွာသောမင်းသမီးတိုင်းပြည်သို့တကူတဲ့ချီလီကြီးထွက်လေတယ်။မင်းသမီးရှိရာနန်းတော်